ာမည်ကိုခေါ်လိုက်ပြီဆိုတဲ့အချိန်မှာဒါကအပျော်ရွှင်ရဆုံးအချိန်ပဲဘာလို့လဲဆိုတော့အော်ငါနောက်တစ်ဆင့်ဟောကတေချာစူးစားခဲ့တဲ့အတွက်ကြောင့်မို့ငါနောက်တစ်ဆင့်ဟောတက်လိုက်နိုင်ခဲ့ပြီဆိုတော့အတွေးလေးဝင်နေအဲ့ဒါကြောင့်မို့လို့ခေါ်လိုက်တဲ့အချိန်တိုင်းပျော်ရရယ်စက်သိမ်းထားရတဲ့အထိပဲပေါ့နော်ခံပက်လို့ရတာတော့တန်တယ်လေဘာလို့လဲဆိုတော့ဒီလိုစုကိုရဖို့ဆိုတာလွယ်ရမှာမဟုတ်တာလူတိုင်းရနိုင်တာလည်းမဟုတ်ဘူးလေ Miss Grand Emma 2025ရဲ့ Supermodel of the Grand ဆုကိုရရှိသွားတဲ့အမေကတော့ Miss Grand မင်္ဂလာပါမေဒီနေ့ပေါ့နော် အဓိက main ဆုဆိုရင်တော့ super model of the grand ဆိုရဲတိုက်တဲ့ဆုလေးကိုရရှိခဲ့ပါတယ်။မေရောကျတော့ပုံမှန်တိုက်ပြောရမယ်ဆိုရင်တော့ top 7ထဲမှာပေါ့နော် top 7မှာမှာတို့ကအာ foreign foreign activity ရွေးပြီးတော့အာဘယ်လိုပြောမလဲတိုက်တဲ့ award တိုက်တဲ့ award ကိုတော့ main တိုက်တဲ့ award လို့ဖြစ်မယ်ထင်တယ် main တိုက်တဲ့ award ကိုရရှိခဲ့ပါတယ်။ပထမဆုံးအကျဉ်းတော့ဆုလေးတွေရပါပေါ့နော်တိုက်တဲ့ဆုတွေဈာထဲမှာဝင်လာတော့တစ်ချက်တော့ကြောင်သွားတယ်။ဩစကျင်ကြတဲ့အချိန်မှာ second runner up ဆိုတော့လေ အပိနော်ဝီနာကျင်ညာတော့မှာပဲလို့ထင်တဲ့အချိန်မှာမဟုတ်ပဲねသူတို့ main title တွေဖြစ်တဲ့ဒီ super model of the grand and face of the grand ဆိုရဲတိုက်တဲ့တိုက်တဲ့စုလေးတွေကိုသူတို့ဈာထဲမှာကျင်ညာလာတော့အာနည်းနည်းတော့ကြောင်တော့ကြောင်တော့ရဲဒါပေမဲ့ဘယ်လိုပြောရမလဲစိတ်လှုပ်ရှားဖို့ပူကောင်းတာပါဟုတ်ဒီစုတွေอ่ะပေါ့ဒီတိုက်တဲ့တွေကိုကြတော့ဒီမနေ့မှ page မှာကျင်ညာတာပေါ့နော်အဲ့ချိန်မှာ oh super model of the grand oh အဲ့လိုမျိုး model ဆိုရဲဟောကွာရန်တဲ့ပေါ့ကြတယ်ရန်တဲ့ပေါ့ကြတော့ oh ဒီစုလေးကိုငါရခဲ့ရင်ကောင်းမှာပဲဆိုရဲအသေးလေးတော့ဝင်မိရဲ့အဲ့ချိန်မှာ second runner up နဲ့ first runner up ကိုချိန်ညာပြီးတဲ့အချိန်မှာအာ face of the grandness one model of the grand ကိုချိန်ညာတဲ့အချိန်မှာပြန်ချိန်ညာလိုက်တာပေါ့နော်ဈာထဲမှာဖြတ်ပြီးချိန်ညာလိုက်တဲ့အချိန်ကြောင့်လုံးဝ surprise လည်းဖြစ်ရသလိုကိုရပါရဲ့အချိန်မှာလည်းအရန်လည်းပြောရပါတယ်လို့အကုန်လုံးကတော့ပေါ့နော်ပြန်ပွဲစပြိုင်ပြီဆိုတဲ့ကတော့ကိုရဲ့ကိုချစ်တဲ့မယ်တွေကိုကိုကကျတော့အာအမြင့်ဆုံးဆိုရဲဟာကိုပဲမန်းကြရပေါ့နော်ရစေချင်ကြတယ်အာဒါပေမဲ့မေရိုမစ်စကန်ကညီမတွေအကုန်လုံးကကျတော့ အားလုံးတော်ကြရတယ်တယောက်ချင်းတယောက်ချင်းစီတိုင်းမှာအကုန်လုံး talent ကိုစီရှိကြရပေါ့နော်အဲ့ထဲမှာမှတကယ်ထိုက်တန်တဲ့ JK လေးရသွားရပေါ့နော် JK ရသွားရတဲ့အကြောင်းမလဲမေတို့ကအားလုံး appreciate လုပ်ကြရတယ် congratulation လုပ်ကြရတယ်ဘာလို့လဲဆိုတော့တကယ် talent ရှိပြီးတော့မှ talent တိုင်းကိုကောင်းဆုံးရှင်ပြိုင်နိုင်တဲ့သူဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့တကယ်ထိုက်တက်ပါတယ်သူတက်လည်းအရန်ပျော်ပါရဲ့လို့ fan ဟောင်းနေတဲ့မှာဆိုရင်တော့သူတို့ကတော့ပြန်ခံပတ်တဲ့ကြောင့်မလို့ဘလို့ပြိုင်ပွဲပဲပြိုင်စီအကောင်းဆုံးဆိုတော့ပဲသူတို့မျော်လင့်ကြရပေါ့နော်ဒါပေမဲ့သူတို့က မိမိပုံမှာအများတန်းတို့ကအကောင်းမဲမြင်ပေးကြတယ်မိအကောင်းဆုံးလို့ပြနိုင်ခဲ့တယ်သူတို့ကအများတန်းခွန်အားပဲပေးရပေါ့နော်ခွန်အားပဲပေးတဲ့အတွက်ကြောင့်မလို့အာမိလည်းအများတန်းသူတို့အတွက်ကြောင့်မလို့သူတို့အတွက်နဲ့ပဲမိပျော်ရတယ်အာအမြဲတမ်းသူတို့သူတို့ကိုလည်းစိတ်ထဲမှာရှိရပေါ့နော်စိတ်ထဲမှာရှိရအတိုင်းပဲပျော်ရပါရဲ့လို့အမြဲတမ်းစိတ်ခွန်အားတွေပေးပြီးလို့ပေါ့အရင်ကပွဲတွေဆိုရင်ကြတော့အာလုံးဝ တည်တည်ငြိမ်ငြိမ်နဲ့လုံးဝအဲ့လိုမျိုးဘယ်လိုပြောမလဲ confidence ပေါ့နော် confidence ကတော့ပြိုင်ပွဲတိုင်းမှာရှိရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ confidence ကိုတည်တည်ငြိမ်ငြိမ်နဲ့ပြရတာမျိုးရှိရယ်ဒါပေမဲ့ဒီ grand ကကြောက်ရောအရန်လွတ်လပ်တယ်ပေါ့ပါရယ်ကိုကိုကို confidence ရှိပြီးတော့မှလုံးဝပျော်ပြီးတော့မှသွားရတဲ့ vibe မျိုးဆိုတော့လေနော်ပြိုင်ပွဲတိုင်းကတော့အတူတူပါပဲလို့မေတို့ပြန်ခဲ့တဲ့ပွဲနဲ့အခု grand ပွဲနဲ့ဆိုရင်မတူဘူးဒါကကြောက်ကို့မှာရှိရယ်အာဘယ်လိုဘယ်လိုပုံစံနေရှိလဲကို type ကဘယ်လိုမျိုးရှိလဲဆိုတော့မေတို့ကစန့်ကျင်ဘက်လိုပဲ အများနဲ့တည်တည်ငြိမ်ငြိမ်သွားခဲ့တဲ့လူတယောက်အနေနဲ့အခုကကျတော့အာပျော်ပျော်ရွှင်ရွှင်နဲ့စင်ပေါ်မှာလည်းမျိုးစီးမျောပြီးတော့မှသွားရတာမျိုးဖြစ်တယ်ပေါ့နော်လုံးဝအာအများနဲ့ပျော်ရွှင်နေတဲ့ mood ကိုထည့်ထားပြီးတော့မှသွားရတာမျိုးဖြစ်တဲ့အဲဒါကြောင့်မလို့ အာဘယ်လိုပြောမလဲဒါကတော့ပို့ပြီးတော့ challenging ဖြစ်တာပေါ့နော် performance လုံးဝအမိုက်စာလုပ်တဲ့ဟာကြီးလည်းရှိရဲဒါပေမဲ့မေလည်းမေလုံနိုင်သလောက်မေတက်ဆန်းနိုင်သလောက်တော့အကောင်ဆုံး performance တွေလုပ်ခဲ့တယ်လို့မေးထင်ပါတယ်ဟာမေကတော့ပြိုင်ပွဲစပြိုင်တွေကမေဒီပြိုင်ပွဲဝင်နေအကောင်လုံးမေအာသူတို့နားမလဲတာမတိတာအခက်ခဲရှိရမျိုးဘယ်ဟာပဲဖြစ်နေပါစေမေအကောင်ဆုံးလိုက်လုပ်ပေးတယ်မေတိနိုင်တိသလောက် တက်ဆွမ်းတလောက်အကုန်လုံးတို့အကောင်းဆုံးဆိုတာကိုပဲမေးပေးခဲ့တယ်လို့ထင်ပါတယ်ဆက်မေး prelim ချီတော့ကိုကိုကိုအားမရဘူးပေါ့နော်ဒါပေမဲ့အခုအချိန်မှာတော့မေးဒီနေ့ final ညမှာတော့မေးကိုကိုမေးအားရတယ်ဘာလို့လဲဆိုတော့မေးလွယ်ချက်တွေကိုအကုန်လုံးကိုအကောင်းဆုံးပြန်ပြင်စီပြီးတော့မှစင်ပေါ်တက်လာဖြစ်တဲ့အတွက်ကြောင့်မို့ဒီညကိုတော့မေးအားရပါတယ်လို့မေးအားရတယ်လို့ပဲမေးကိုချစ်ပြီးအားပေးကြတဲ့ပရိသတ်တွေအားလုံးလဲအာအကုန်လုံးမေးနဲ့တူထက်တူဝမ်းတာပြီးတော့မှအကောင်းဆုံးဆိုတာကို ခြားပြခဲ့လို့တို့လည်းဝမ်းသာမယ်လို့မေးထင်ပါတယ်။မိတာစုဝင်နေတော့မပါဘူးပေါ့နော်။ဒါပေမဲ့မေးရဲ့ခြေရတဲ့လူတွေခင်ရတဲ့လူတွေအားလုံးတော့လာကြပါရဲ့လား။ကိုယ့်ရဲ့မြို့နာမည်ကိုခေါ်လိုက်ပြီဆိုတဲ့အချိန်မှာဒါကအပျော်ရွှင်ရဆုံးအချိန်ပဲ။ဘာလို့လဲဆိုတော့အော်ငါနောက်တစ်ဆင့်ဟောကတေချာစူးစားခဲ့တဲ့အတွက်ကြောင့်ငါနောက်တစ်ဆင့်ဟောတက်လာနိုင်ခဲ့ပြီဆိုတော့အတွေးလေးဝင်နေအဲ့ဒါကြောင့်မလို့ခေါ်လိုက်တဲ့အချိန်တိုင်းပျော်ရရဲ့စက်သိမ်းထားရတဲ့အထိပဲပေါ့နော်အဲ့လိုမျိုးလန့်ပြီးတော့မှပျော်ရတဲ့အထိပါပဲလို့ဟုတ် challenge တိုင်းကိုမေးအကောင်းဆုံးစူးစမ်းခဲ့တယ်။အော်ပြီးတော့အခုရရတဲ့လူကလည်းမရတဲ့လူရတော့မှာမဟုတ်ဘူးလေ။တကယ်ရတဲ့မျိုးတော့မှတကယ်စူးစမ်းရတဲ့လူ challenge ရှိတဲ့လူရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အာမေကတော့အဲ့လိုစိတ်မျိုးမဖြစ်မရဘူး။သူ့အတွက်အမြဲတမ်းဂုဏ်ယူရယ်။ Congratulation လို့ပဲပြောချင်ပါတယ်ရှင်။ဒါကတော့ organization ဘက်ကပေါ့နော်။တကယ်အဆင်ပြေမယ်ထင်လို့ရွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မေကိုယ်တိုင်လည်းစိတ်နဲ့အားရရယ်။သူတို့လည်းတကယ်အဆင်ပြေမယ်ထင်လို့ရွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ စိနေပါတယ်လို့ခံပယ်လို့ရတာတော့တန်တယ်လေဘာလို့လဲဆိုတော့ဒီလိုစုကိုရဖို့ဆိုတော့လွယ်ရမှာမဟုတ်တာလူတိုင်းရနိုင်တာလည်းမဟုတ်ဘူးလေအဲဒါကြောင့်မလို့ရွေးချယ်ပေးပြီးတော့ခန့်အပ်ပေးခဲ့တဲ့ Miss Grammy Mama Organization ကိုလည်းကျေးဇူးတင်ပါတယ်လို့တော့ဝင်တာမဝင်တာထက်ကိုမေတို့အကောင်းဆုံးကြိုးစားခဲ့တယ်သူတို့ main တိုင်တယ်စုပေးတဲ့ဟာကိုလည်းမေတို့ရရှိခဲ့တဲ့အတွက်ကြောင့်မလို့အာတခြားတော့ဘာမှပြောစရာမရှိပါဘူးအရန်ပြုတ်ပါတယ်လို့ပဲပြောစင်ပါတယ်ဟာမေအကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အာသူတို့ညုံမန်းထားတဲ့လောက်မဖြစ်လာရတဲ့အတွက်လည်း အရင်ဆုံးတောင်းပန်ကြမှာရဲ့လို့ဒါပေမဲ့မိကိုဘာစုပဲဘာစုပဲရလာရလာအာအကောင်းဆုံးဆိုတာပဲမျှဝင့်ထားကြရဲမိရဲ့ fan နေချစ်ရတဲ့ပရိသတ်တွေအားလုံးကိုဒီကနေပြီးတော့မှအမြဲတမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင့်